အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒီနေ့ကျွန်တော်ဒီဗီဒီယိုဟာလာမယ့်9လပိုင်းမှာတွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့အကန့်အစိုးအကောင့်ကိုကျွန်တော်ရဲ့ Dot link နဲ့ဟောကြားပေးသွားမယ့် Dot meeting ဟောကိန်းဒီတစ်ခုဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်းတော်ဖြစ်ပါတယ်မိတ်ဆွေအား meeting နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်တနင်္ဂနွေသားသမီးတွေဖြစ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစုံနဲ့တည်ကြည့်ရှုပြီးတော့9လပိုင်းမှာတွေ့ကြုံလာမယ့်ကိုယ့်ရဲ့အကန့်အစိုးအကောင့်အတိတ်ကြအတက်အကြအနေအမြင့်တွေကို တီရှိခွင့်ရပြီးတော့ရှောင်ရဆောင်ရလေးတွေကိုနားလည်သွားမှာဖြစ်ပါတယ်။ကျွန်တော်ကလည်းကျွန်တော်တက်မြောက်ထားတဲ့ဒီ Terror နဲ့ပဲမိတ်ဆွေတွေကိုပက်ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်မှုရှိတယ်ဆိုရင်ဘေးနားမှာရှိနေတဲ့ follow click လေးနှိပ်ပြီးတော့ကျွန်တော်ကို follow လုပ်ထားခြင်းအပြင်ကျွန်တော်ပြပြပေးနေတဲ့ဗီဒီယိုရည်ရည်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတီရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးကြီးစတင်ပြီးတော့ဗီဒီယိုဟောပြရအောင်။အဲ့တော့ဘမအောင်ဆုံးအနေနဲ့ကျွန်တော်တနင်္ဂနွေသားသမီးတွေကြုံတွေ့လာမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့တပ်ဖြစ်ပါတယ်။ဟိုဘက် လုပ်ငန်းတွေစီးပွားရေးလှုပ်ဆောင်တွေကျွန်တော်မိတ်ဆွေတွေဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေကောင်းရှိနေနိုင်ပါတယ်။လက်တော့မှာအဆင်မပြေမှုတွေလည်းတွေ့ကြုံနေရတာတွေရှိပါလိမ့်မယ်။ဒါခဏလပိုင်းမှာတစ်ပြေးပြေးနဲ့ပြန်လည်ပြီးတော့ပြေပြောက်သွားပြီးတော့ကောင်းမွန်တဲ့နမိတ်ပုံရိပ်တစ်ခုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒါတော့စီးပွားရေးမှာဘာတွေအားနည်းနေရလဲလို့ပြောမယ်ဆိုလို့ရှိရင်အများနဲ့ပူပေါင်းပြီးလှုပ်ဆောင်မဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအားနည်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ် ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးမိမိကိုယ်တိုင်တည်တည်ကြကြစီစနစ်ကြကြလှုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကိုဦးတည်သွားမယ်အပိုင်းချလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒီလိုချင်းနေပိုင်းချမျိုးမှာအလုံးမှာစိတ်မပျော်တာမျိုးအလုံးလုံးချင်းစိတ်ပျောက်ဆုံးနေတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအဆိုးဖြစ်ပေါ်ဖို့အတွက်အကြောင်းတရားလေးတွေအနေချင်းရှိနေပါတယ်။လုပ်ငန်းဟာမိမိကိုယ်တိုင် PPCT လုပ်မယ်ဆိုရင်တော့အောင်မြင်မှုအတိုင်းသာအခုထိရောက်ရှိလာနိုင်လို့ဘေးနားနေစဉ်ကုညီပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံသားမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်။တတိယနေ့သားသမီးတွေကငွေကြေးကိစ္စမှာကိုယ့်ကိစ္စမဟုတ်ပဲသူများကိစ္စတွေနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးရံဖြစ်တာမျိုးစိတ်ဒေါတာဖြစ်တာမျိုးစိတ်မကျင်မြတ်စရာတွေဖြစ်တာမျိုးစိတ်မချမ်းသာတွေတွေးကြုံရတာမျိုးတွေတွေးကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာငွေကြေးကိစ္စမဟုတ်ပဲနဲ့တခြားသူရဲ့ငွေကြေးကိစ္စဈာထဲမှာပဲကြီးလောက်ဈာထဲစားညက်တာမျိုးအာမခံတာမျိုးတို့မဟုတ်ဒရီကူပြူလာမျိုးတွေမှာနည်းနည်းလေးဒရီသားစင်ကျင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်။အဲ့တော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးကံကောင်းလားဆိုးလားတည်ချင်တဲ့ဆရာဆိုရင်တော့လာမယ့်ခရလာဘိုင်းမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ အားလုံးဒီပါအစီအမေတာမျိုးမဟုတ်ပဲနဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ငွေကြေးကိစ္စတွေထက်ဆိုင်တော့နည်းနည်းလေးတန်ကောင်းလာတာလေးတွေ့ကြလာမှာဖြစ်ပါတယ်။နောက်ကြတော့တနင်္ဂနွေသားသမီးတွေကြောင့်တွေ့လာမယ်ဂျမားရေးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဂျမားရေးတွေတနင်္ဂနွေသားသမီးတွေအားကောင်းနေတဲ့ကာလတခုအားကောင်းနေတဲ့ပိုင်းခြားတခုဖြတ်ကျော်အောင်မှာပဲဖြစ်ပါတယ်။ဂျမားရေးညံ့နေတဲ့လူတွေပြန်လည်ပြီးတော့တက်တာပြောက်ခွင့်လာမယ်ဆေးရုံဆေးကန်တက်နေတဲ့လူတွေဆေးရုံဆေးကန်ကနေပြန်လည်ပြီးတော့ဆင်းလာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရမယ့်အခြေအနေပိုင်းခြားတခုဖြစ်ပါတယ်။ တို့တော့စက်တက်ရင်နဲ့ပတ်သက်ပြီးမောင်းတဲ့ကစပိန်ဆိုင်ကကစဖြစ်ပေါ့ဒီကိစ္စရင်နဲ့ပတ်သက်တဲ့အခါမှာတော့ဗတိဝရိယရှိစွာနဲ့မောင်းနေပါခင်မီခိုင်မီတိုင်းမိတာတွေအနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်ဆိုရင်ရောက်လာတဲ့အထိဖြစ်တာမျိုးမဟုတ်ပဲနဲ့ကိုယ်အနေနဲ့ငွေကြီးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်တမန်ကိစ္စရင်နဲ့ပတ်သက်လာရင်တော့အားကောင်းပါလေစက်တက်ရင်မောင်းနေတဲ့အခါစီးနေတဲ့အခါမှာနည်းနည်းလေးကယူဆိုင်ဖို့တော်တော်လိုအပ်ပါလိမ့်မယ်နောက်ချက်ကတော့တနေ့ဦးနေသားသမီးတွေကြုံတွေ့လာမယ့်အခြေအကိစ္စရင်နဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ်ဒီချိန်မှာအခြေအကိစ္စတဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းတဲ့ကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုအချိန်ပေးနေရတတ်ပါတယ် ဒါကြောင့်မို့အခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ချစ်သူအပြစ်တင်ခြင်းခံရတတ်ပါတယ်။ဘို့မို့ကိုမဖြစ်ရင်လည်းကိုယ့်ရဲ့ချစ်သူဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဖြတ်ကျော်လာမဲ့ခုနလပိုင်းမှာအခြေအနေချက်ပုံမှုပြီးတော့အရေးကြီးတဲ့ຢာတွေအချိန်ပေးနေရတဲ့တော့ဆိုနေရတဲ့အတွက်ကြောင့်မို့အခြေအနေကိစ္စမှာတော့နည်းနည်းလေးအဆင်မပြေမှုတွေတယောက်နဲ့တယောက်အငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်။တကယ်လို့အခြေအနေကိစ္စမှာအဆင်မပြေမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင်တော့မှကွဲမလားအပြတ်မလားဆိုပြီးမေးလိုက်ကွဲတာပြတ်တာမျိုးတွေတော့မရှိနိုင်သေးပါဘူး။အာကုညီပေးမဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ဂျားတဲ့ဝင်ရောက် ပြီးတော့ပြန်လဲအဆင်ပြေတဲ့အကန့်အကြောင်းတရားတွေပေါ်ပေါက်လာနိုင်ပါတယ်ကိုကိုတိုင်ကပြတ်ချင်နေတော့မပြတ်တတ်ဘူးပေါ့နော်အဲ့တော့အခြေအကျကိစ္စကန်ကောင်းလာဆိုအခြေအကျကိစ္စတိုက်ပြောက်တော့ကန်ကောင်းနေ ADS နိုင်တာလေးပဲဖြစ်တယ်အခြေအကျကိုအချိန်မပေးနိုင်ဘူးတခြားတော့မိသားစုကိစ္စငွေကြေးကိစ္စတွေမှာအချိန်ကုန်နေတာမျိုးဆိုလို့ချင်းဖြစ်ပါတယ်နောက်ချက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားမှာမလိုလားပဲငွေကုန်ကြေးကြများနေတာမျိုးငွေအထွက်များနေတာမျိုးတွေဒီခေါင်းကဘာမှတွေ့ကြုံလာမယ်ဆိုတော့အဲတခြားလုပ်ငန်းကိစ္စမျိုးမှာအိမ်ပြင်လာအိမ်ဆောက်တာအိမ်ကကလေးဈေးရိတ်ကြီးစသဖြင့်ပေါ့ဗျာခါတိုင်းကျပုံမှုပြီးတော့ကုန်ကြေးများနေတယ်ခါတိုင်းမှာဥပမာ 6လပိုင်းပေါ့အခုခု6လပိုင်းမှာ10သိန်းကုန်နေဆို9လပိုင်းမှာ15သိန်းသိန်း30ပုံကုန်သွားတာမျိုးဆိုလို့ချင်းဖြစ်ပါတယ်ဒါကြောင့်မလို့ငွေအထွက်အများနေတတ်ပါတယ်ငွေကြေးကိစ္စတွေပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းအိမ်တော်ကြီးမှာပို့ပြီးတော့သုံးဆွဲရတာမျိုးနဲ့ပတ်သက်ပြီးတွေ့ကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အတိတ်ကတစ်ခုခုလုပ်တဲ့အိမ်တော်တွေတွေရှိဆိုအတိတ်ကြောင့်အတိတ်ကပြတ်တတ်ပါတယ်နော်အကြောင်းအရာတစ်ခုကြောင့်အဲ့ဒီအတိတ်ကအမှကိုယ့်ရဲ့ကိုယ်နှဝင်းစိတ်မယ်လို့ပြောတာ9ရက်ရှိလောက်မြောက်တဲ့အခါမှာအကြောင်းတွေတစ်ခုဖြစ်ပြီးတော့အဲ့ဒီအတိတ်ကပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အတိတ်ကအအောင်စူးစမ်းပါအဖြတ်တွေဝင်တတ်ပါတယ်ကောင်းတာလုပ်တယ်ဆိုရင်တော့အဖြတ်ဝင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော်နည်းနည်းလေးခရီးဆိုင်ဖို့တော့လိုအပ်ပါတယ်အဖြတ်များနေတယ်နောက်ချက်ကတော့ ကြုံတွေ့လာမယ်ကျွန်တော်တရင်းလူသားမိရင်လည်းပတ်သက်တဲ့ဝန်ထမ်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုအခြေအနေပိုင်းကြောင့်မှာအလုပ်အသစ်ရှာဖွေဖို့အတွက်ကံခွင့်လန်းကောင်းတဲ့နေရာအသစ်ရောက်ဖို့အတွက်ကံခွင့်လန်းကောင်းတဲ့မြို့ရာအသစ်ပြောင်းရွှေ့ဖို့အတွက်လည်းအားကောင်းနေတဲ့အခြေအနေပိုင်းကြောင့်တစ်ခုဖြစ်ပါတယ်မူရင်းရှိနေတဲ့အလုပ်ထက်အလုပ်အသစ်ရှာနေတဲ့လူတွေနေရာပြောင်းချင်တဲ့လူတွေအမျိုးနယ်ပြောင်းချင်တဲ့လူတွေဌာနပြောင်းချင်တဲ့လူတွေအတွက်ကံခွင့်လန်းကောင်းရရှိလာမယ့်အခြေအနေပိုင်းကြောင့်တစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်နောက်ချက်ကတော့တွေ့ကြုံလာမယ့်ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် ပညာရေးမှာတော့မိတ်ဆွေတို့အနေနဲ့နိုင်ငံသားတောက်ပြီးတော့ပညာတော်တင်သွားမှာတို့နိုင်ငံသားမှာကျောင်းသားတက်မှာတို့လောက်ဆောင်တာတွေကိစ္စတွေမှာအခက်အခဲတစ်ခုမှတစ်ခု delay ဖြစ်နေတတ်ပါတယ်ဆိုတော့တက်ကြမှုနှောင့်နှေးမှုအဆင်မပြေမှုတွေနဲ့ကျွန်တော်ကြုံတွေ့ရတယ်တကယ်လို့သွားရခဲ့ရင်တော့ပျော်ပျော်ရှင်သွားတာမဟုတ်ဘူးအဲဒီကိစ္စတွေဖြေရှင်းစိတ်ညစ်စိတ်လျှောက်ပြီးတော့မှသွားတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အာတနေ့တကြီးတနေ့တကြီးဆိုနိုင်ငံသားပဲဖြစ်ဖြစ်ပေါ့နော်။မရန်ကုန်နေမန္တလေးပြောင်းမယ်။မန္တလေးကနေရန်ကုန်တင်လဲလာတက်မယ်ဆိုတဲ့လူတွေတက်ကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအနောက်ချက်လေးတွေရှိနေပါလေ။နည်းနည်းခေတ်ဆက်ပြပါနော်။နောက်ချက်ကတော့နိုင်ငံသားသွားမယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုအချိန်ကြီးပိုင်းခြားလို့မှာ ဘာပဲလို့လို့ယုံကြည်မှုလွန်ခဲ့တာမျိုးတော့မကောင်းပါဘူးဒီချိန်မှာလူလင်ခံရတတ်တယ်ကိုယ့်ဘော်ဘက်ကြီးရိုက်တာကိုယ့်ဘော်မဟုတ်မှန်တာပြုတ်လို့တာအငွေလင်ခံရတာမျိုးအခုမှအစ်စ်နိုင်ငံခြားတောက်တဲ့စားလုပ်မဲ့လူတွေဆိုနည်းနည်းခရီးဆိုင်ပါလူလင်ကူညာတွေနဲ့တွေ့ဆုံတတ်တယ်မဟုတ်မှန်မှန်တဲ့လူတွေနဲ့တွေ့ဆုံအောင်တတ်တယ်ဒါကြောင့်မလို့ကိုယ့်အနေနဲ့အထိကိုက်ဆုံးရှုံးမှုနင်းနာမှုတွေဖြစ်လာနိုင်တယ် တိတိကျကျဘင်းဆက်ပြီးလောက်ဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်။လုံခြုံမှုအတိုင်းလာလုံခဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာတော့ဒိန်းနာကြတာတွေခံရတတ်ပါတယ်။ဒါလေးကို view site စင်ကြင်မှုတက်ဟောကြားပေးခြင်းဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ video ကိုဒီမှာပဲညနာခွင့်ပြုပါအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေပါတယ်ဒီ video ကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျ။